မလေးရှားကအပြန်ပြိတက်ကိုအာမန်တီယာလိုလက်ကလည်ထောင်ပြခဲ့တဲ့ဖြစ်ရရဲ့နောက်ွယ်ကအကြောင်းအမှန်ပြိတက်များလုံးဝမိလာများမစ္စတာဖောဆွန်ကနေပြန်လဲကြိုးလဲပါရင်မယော်တင်းအောင်မလေးရှားနိုင်ငံမှာအာဆီယံညီမောင်းတင်းနဲ့ချိန်ဆန်းပွဲကစားခဲ့ပြီဖြစ်လို့နောက်ထပ်၃ရက်အကြာမှာနောက်ထပ်ချိန်ဆန်းပွဲထပ်မံကစားရအောင်မယ်ဟောင်ကောင်ကိုတွားရောက်ခဲ့ပြီလဲဖြစ်ပါရင်အာဆီယံညီမောင်းနဲ့ဘွဲစင်မှာတော့မယော်အသင်းကဝမ်းစင်းနဲ့ရှုံးနေသွားခဲ့ရတာကြောင့်ဒီနှစ်အာရှခေးစင်ရဲ့အဖွင့်ကတော့မလပခဲ့ဘူးလို့ဆိုရမှာပါ ဒီကြားထဲမှာတော့မဲကစားသမားတွေမလေးရှားနိုင်ငံကနေထွက်ခွာလာခဲ့စင်မှာအာမက်ဒီယာလိုကပြည်သက်တွေကိုလက်ကလဲထောင်ပြပြီးဆဲရေးတိုင်ထွားတဲ့အမှုရာပြုလုပ်ခဲ့တာနဲ့ပတ်သက်ပြီးလို့လည်းပြည်သက်တွေကြားမှာအတော်လေးကိုပွဲဆိုနေခဲ့ကြပါတယ်။ဗီဒီယိုဖိုင်တစ်ခုတည်းကိုကြည့်လိုက်မယ်ဆိုရင်တော့အာမက်ကပွဲရှုံးတာကိုပြည်သက်ကနောက်ပြန်လို့ညစ်တွန်းတွန်းပြီးအခုလိုမျိုးလက်ကလဲထောင်ပြခဲ့တာလို့မြင်ကျင်စရာရှိပါတယ်။ဒါပေမဲ့ဖြစ်ပေါ်လာတဲ့အကျိုးတရားတိုင်းရဲ့နောက်ကွယ်ပါဒီလိုအကျိုးတရားဖြစ်ပေါ်လာရတဲ့အကြောင်းတရားတွေရှိတတ်ပါတယ်။ ကျောင်းတွေကအုံနောက်ရှိတဲ့လူတွေပြပြဒီအကြောင်းအရာကိုတည်တည်ချာချာဈေးမြလိုက်ကြည့်ပြီးကမှကိစ္စတစ်ခုကိုဘယ်သူမှန်သည်ဘယ်သူမှသည်ဆုံးဖြတ်တင်ပါရင်ဒါကြောင့်အမတ်လက်ကလေးထောင်ပြခဲ့ရတဲ့ပတ်သက်လို့ဈေးမြလိုက်ကြည့်ရမှာတွေးရှိလာတဲ့အကြောင်းတရားလေးတွေကိုမင်းပရိသတ်တွေအတွက်ဒီဗီဒီယိုမှာပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါရင်ဒီကတော့ဒီဗီဒီယိုဖိုင်ရမယ်အသိအကြောစောမှုကိုတုံးချပြီးအမတ်ကိုတည်တည်ငြိမ်လို့ခူရုံးလောက်ကပရိသတ်တွေနဲ့သွေးကွဲအောင်ထင်းအောင်ထင်မပြအောင်တမင်တတ်တဲ့အကြောင်းတွန်းခဲ့တဲ့လောက်ရတစ်ခုလို့ဆိုရမှာပါ မယောသိန်းကိုတိုက်ခိုက်နေကြတဲ့သူတို့ချို့ကအပြစ်ရှာဖို့ချောင်းနေကြချိန်မှာအမတ်ကအခုလိုမျိုးလက်ကလေးထောင်ပြလိုက်တာကြောင့်အမတ်ကအပြစ်မဲ့ဖြစ်သွားခဲ့ပြီးအခုလိုမျိုးဇလန်းနေသွားရှုပ်သွားတာဖြစ်ပါတယ်။ဒါပေမဲ့ဒလိကားရင်ကနေစလို့ဘက်စကားပေါ်တက်သွားတဲ့အထိတချို့သောတပ်ဖွဲ့တွေကိုကြီးလိုက်တဲ့အခါအမတ်ကအပြုံးမပြန့်ရှိနေကြတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီကိစ္စကတခုခုမားနေပြီဆိုတာသိကြပါတယ်။အားလုံးကလည်းဒီကိစ္စပေါ်မှာမိကုန်နေနဲ့ရှုပ်ထွေးနေကြကြပါတယ်။ဒါပေမဲ့မကြာခင်မှာတော့အမတ်ကဒီကိစ္စနဲ့ပတ်သက်လို့ Twitter ပေါ်ကနေတစင်အပြစ်မှန်တွေကိုပြန်လည်ရှင်းပြထားခဲ့ပါတယ်။ လူတွေကတော့ကျွန်တော်လေးစားအောင်ပြည့်ရှိပါတယ်ဒါပေမဲ့ကျွန်တော်အမေကိုစော်ကားတဲ့သူကတော့ကျွန်တော်ဘလို့နီးနေမှမလေးစားနိုင်ပါဘူးဒီလိုရိုင်းပြစွာနဲ့တုတ်ပြန်တာမျိုးကိုမလုပ်သင့်ပေမဲ့လည်းကျွန်တော်လုတ်ခဲမိတဲ့လောက်ရဲ့အပေါ်ကျွန်တော်နောက်လာရနိုင်မှာမဟုတ်ပါဘူးကျွန်တော်မလေးရှားမှာလူကောင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေခဲ့ရတယ်လို့အားမက်က Twitter ကနေတစင်အဖြစ်မှန်တွေကိုပြန်လည်ရှင်းပြသွားခဲ့ပါတယ် ဒီတော့မှအမတ်ဘာအကြောင်းလက်ခဏထောင်ပြရရလဲဆိုတာနဲ့ပတ်သက်လို့အဖြေကရှင်းသွားခဲ့ရပါတယ်ကျွန်တော်ရဲ့တခွေးစာမြင်ရဆိုရင်တော့ခုဖြစ်ရမှာအမတ်မမှားဘူးလို့ထင်မြင်ယူဆမိပါတယ်သူရဲ့နေရာမှာကျွန်တော်တို့သာဆိုရင်လဲကိုမိကောက်ကိုစော်ကားတဲ့စကားလုံးတွေပြောနေတဲ့သူကိုအမတ်လိုမျိုးပဲပြန်လဲတုံ့ပြန်မိမှာပါပဲဒါတော့မှအမတ်ကကဘာကျော်ကစားမှာပုံရိပ်ရှိကစားမှာနောက်ပြီး professional ကစားမှာတယောက်ပြီးသားဆိုတာအခုလောက်ပဲပြန်လဲတုံ့ပြန်ခဲ့တာဖြစ်ပါတယ်အသင်းရဲ့ပုံရိပ်လဲရှိနေတာကြောင့်အမတ်ကသူမိခင်ကိုစော်ကားတဲ့စကားလုံးတွေပြောခဲ့တဲ့သူကိုဒီထက်မှက တုံ့ပြန်ခြင်းမြင်မယ်ဒီလောက်ပဲလှုပ်သွားခဲ့တာလို့ပြောလို့ရပါတယ်အားမဲ့နေရာမှာကျွန်တော်တို့ကဆိုရင်တော့ကိုမေကိုလာဆင်းနေကောင်ကိုလိုအပ်သေးဝင်အန်ကြီးကိုဂုတ်ကနေဆွဲပြီးတစ်ချက်ပြီးတစ်ချက်ဆွဲထုတ်ပြစ်မိဖို့တော့များပါတယ်အားမဲ့ရဲ့စိတ်ထဲမှာလည်းဒီလိုအခြေအနေမျိုးထိဖြစ်ကောင်းဖြစ်ခဲ့နိုင်ပါတယ်ဒါပေမဲ့ professional စိတ်ထဲအပြည့်နဲ့အတူစိတ်သူထိန်းချုပ်ပြီးလက်ကလေးထောင်ပြတာမျိုးကိုပဲလှုပ်ပြခဲ့တာဖြစ်ပါတယ်ပြည်သူများအနေနဲ့ကရောအခုလက်ရက်ကအားမဲ့မှသလားဒါမှမဟုတ်အားမဲ့လောက်တာမှန်သလားပရိသတ်များအနေနဲ့ဘလို့များထင်မြင်ယူဆမိကြပါလဲမိမိတို့ရဲ့အမြင်လေးတွေကိုလည်း comment ကနေပြောပေးခဲ့လို့ရပါတယ်အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါမယ်နောက်နေ့မှလည်းအာဂါစာနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Zone Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချောက်လိုက်ရပါတယ်ခင်ဗျာ